ကျမ်းမာတော်မူကြပါသော်ခင်ဗျာယခုချိန်မှစတင်ပြီးဒီကနေ့အော်တိုဘောလ3ရက်နေ့နေ့လည်ခင်ရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်နာမှာဒီ channel လေးကမြေပြင်ချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပရမဇုတ်တင်ဆက်ပေးချင်တာကတော့မိတ်ဆောက်စစ်စည်ကိမှာကြီးစံများဖန်ဆီးရမိခဲ့ကြောင်းတင်ဆက်ပေးပါမယ်မြန်မာတိုင်းနယ်စပ်မဲဆောက်မြို့အရှိတ်ဘက်မှာရှိတဲ့စူပုံစစ်စေးကြီးကိမှာအော်တိုဘန်2ရက်နေ့မွန်လွယ်ပိုင်းက ဘန်ကောက်ကနေလာတဲ့ကားတစ်စီးကိုစစ်စစ်ရမှာကားပေါ်မှာပါလာတဲ့ကြီးစံတွေကိုစစ်စစ်တွေ့ရှိလို့တင်ဆက်လိုက်ပါတယ်။တင်ဆက်ရမိတဲ့ကြီးစံတွေတဲမှာ87ကြီးအလုံး40 RPG 24လုံး RPG ပို့ရန်တောင်24တောင်5.56ကြီးအလုံး1500လုံးကျော်ပါဝင်ပြီးမြန်မာနိုင်ငံဘက်ကပို့ဆောင်မဲ့တရားမဝင်လက်နက်ကြီးတွေဖြစ်တယ်လို့ထိုင်းအာဏာပိုင်တွေကယူဆထားပါတယ်။အဆိုပါလက်နက်ကြီးတွေကိုတိုင်းစစ်တပ်ကစစ်ဆေးပြီးရင်ကြီးသေးဆောင်သူရင်မောင်းတယောက်နဲ့ ကားပေါ်လိုက်ပါလာသူတယောက်ကိုထိုင်းနိုင်ငံရဲ့တရားဥပဒေအတိုင်းအရေးယူသွားမယ်လို့သိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးစင်တာကတော့ကာကင်းစကန်အများစုကိုတင်ပိုက်ပြီးနောက်အေအေနဲ့တော်လန်ရေးတက်တွေနဲ့ရေကန်စကန်ကိုဝိုင်းပတ်ပိတ်ဆို့ထားကြောင်းတင်ဆက်ပေးပါမယ်မကွေးတိုင်းနဲ့ရခိုင်ပြည်ကိုဆက်သွယ်ထားတဲ့အမ်ဘရန်လမ်းမယူမဘောကအကြီးဆုံးစစ်အုပ်စုစကန်ဖြစ်တဲ့နဲ့ရေကန်စကန်ဝန်းကျင်ကကာကင်းစကန်တွေကိုအရကတ်တက်တော်နဲ့တော်လန်ရေးအင်အားစုတွေကအခုရက်ပိုင်းမှာတင်ပိုက်ထိန်းချုပ်လိုက်ပြီးနောက် နေကစကန်းကိုဝိုင်းပတ်ပိတ်ဆို့ထားတယ်လို့စည်ရေးသတင်းရင်းမြစ်တချို့ကပြောပါတယ်။နေကစကန်းကိုဝင့်ရင်ကာထားပြီးဟော်ဝေဇာလက်နက်ကြီးတွေပါတက်ဆင်ထားတဲ့ကိုကြီးရွာကာကင်စကန်နဲ့စွန်တက်ရွာကာကင်စကန်စတဲ့ကာကင်စကန်၃ခုကိုစစ်အုပ်စုလက်လွတ်လိုက်ရပြီးနောက်နေကစကန်းအနေနဲ့ပိတ်ဆို့ခံထားရတဲ့အခြေအနေကိုရောက်ရှိသွားတာဖြစ်ပါတယ်။နေကစကန်းရဲ့အောက်ဘက်မှာဆိုရင်ကိုကြီး၊ဘတ်စီနဲ့ဥတုစွန်စတဲ့စကန်တွေဟာအကြီးဆုံးစကန်တွေဖြစ်တယ်လို့လင်းတဲ့နဲ့စွန်တက်အပါအဝင် တခြားကာကင်စကန်ငယ်တွေကိုလည်းတိမ့်ပိုက်ထားပြီးဖြစ်တယ်လို့စီးသတင်းရင်းမြစ်တူကပြောပါတယ်။ကာကင်တွေကြတာပေါ့။နှစ်ခုသုံးခုလောက်ကြတဲ့သဘောရှိတယ်။စစ်အုပ်စုကာကင်တွေကြတာပေါ့။အဓိကစစ်အုပ်စုစကန်ကြီးတွေကတော့ကိုကြီးရှိမယ်၊ဗတ်စီရှိမယ်၊အရှုချင်းလုံးဥတုဆောင်ရှိမယ်။ကျန်တဲ့အသေးလေးတွေကတော့ PDF တွေမဟာမိတ်တွေပေါင်းတိုက်တဲ့လေးငါးဆယ်ယောက်၅ယောက်လောက်နေတဲ့ကာကင်စကန်လေးတွေအခုကတော့အကြီးပိုင်းတွေပေါ့အဲ့ဒီလိုမျိုးတွေပတ်ပြီးတိနေတာပေါ့လို့ဆိုပါတယ်ဘတ်စီရွာကာကင်စကန်ကို ိမ့်ပိုက်နိုင်ခြင်းရှိမရှိကိုတော့အတိမပြုနိုင်သေးပဲစကန်အနည်းဝကျင်အထိဒေါ်လာရေးတက်တွေရောက်ရှိနေကြောင်းသူကဆိုပါတယ်ကိုကြီးရွာကာကင်စကန်ကလမ်းတစ်လမ်းမကြီးပေါ်ကစကန်ဖြစ်ပြီးဘတ်စီရွာကာကင်စကန်ကတော့လမ်းဟောင်းပေါ်ကကာကင်စကန်ဖြစ်တာကြောင့်အဓိကလမ်းမကြီးတွေနဲ့ကာကင်စကန်တွေကိုအရကတ်တက်တော်နဲ့ဒေါ်လာရေးအင်အားစုတွေကစုမှုထင်းချုပ်လိုက်နိုင်တယ်လို့ဆိုပါတယ်အရကတ်တက်တော်နဲ့ဒေါ်လာရေးအင်အားစုတွေဟာကာကင်စကန်တွေကိုတခုချင်းစီသိမ့်ပိုက်ထင်းချုပ်ပြီးနောက်အမ်ဘရန်လန်တိုင်း မကွေးတိုင်းအတွင်းဘက်ဒဲကိုတဖြည်းဖြည်းတွန်းဝင်လာနေပြီလို့ဆိုပါတယ်ကိုကြီးစကန်းကိုတင်ပိုက်လိုက်နေတာကြောင့်ယူမအောက်ဘက်ကဗရန်မြို့ကိုအာရကတ်တက်တော်နဲ့တလင်းအင်အားစုတွေရောက်ရှိဖို့စေမိုင်းကြော်လောက်တာလူတော်တယ်လို့ပြောပါတယ်ယခုရက်ပိုင်းတွေအတွင်းနေရီကန်စကန်းအနီးကကာကင်စကန်းတွေကိုလက်လွတ်ဆုံရှုံလိုက်ရတဲ့စစ်အုပ်စုကအေယာဝရီမြစ်ဘေးကမင်းဘူးမြို့နဲ့မကွေးမြို့ကကားစီး20လောက်နဲ့နေရီကန်ဘက်ကိုတက်လာတာကြောင့်နေရီကန်အနီးမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်ခင်ဗျာ ထပ်မံတင်ဆက်ပေးကြတာကတော့စမ်းကြောင်းတပိတ်ရဲဘော်နှစ်ဦးမတရားဖမ်းဆီးခံရကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်မြို့ပေါ်မှာစစ်အာဏာရှင်စနစ်ကိုတော်လှန်တဲ့လူမှုလှုပ်ရှားမှုတပိတ်တွေပြုလုပ်နေတဲ့စမ်းကြောင်းပင်မတပိတ်စစ်ကြောင်းကရဲဘော်နှစ်ဦးစစ်ကောင်စီရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရတယ်လို့စမ်းကြောင်းပင်မတပိတ်ကအော်တိုဘလာ၂ရက်နေမှာထုတ်ပြန်လိုက်ပါတယ်။စမ်းကြောင်းပင်မတပိတ်စစ်ကြောင်းရဲ့အဖွဲ့ဝင်တွေဖြစ်တဲ့ဟိနိုင်စောခေါ်အိုမီတိန်တီရီဝေခေါ်မမျက်ရင်တို့ဟာပြီးခဲ့တဲ့ဇွန်လ၃ရက်နေ့က မြေပြင်ကိစ္စတော်လာရင်းနဲ့အဆက်အသွယ်ပြတ်တောက်ခဲ့ပြီးနောက်စစ်ကောင်စီရဲ့မတရားဖမ်းဆီးခြင်းကိုခံခဲ့ရတာဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်။စံကြောင်းပင်မတပိတ်စစ်ကြောင်းရဲ့အဖွဲ့ဝင်နှုတ်ဟာရန်ကုန်မြို့အကြမ်းမဖက်လူလူလှုပ်ရှားမှုတွေမှာဥဆောင်ပါဝင်နေသူတွေဖြစ်ပြီးစစ်ကောင်စီရဲ့ဖမ်းဆီးခံရပြီးနောက်စစ်တပ်ရဲ့စစ်ကြောရေးငရေကန်ဖျက်တမ်းမှုတွေနဲ့လူခွင့်ရေးချိုးဖောက်ခံရမှုတွေရင်ဆိုင်ရကမတရားဥပဒေနဲ့အချင်းထောင်အတွင်းဖမ်းဆီးအချင်းချခံထားရတယ်လို့ဆိုပါတယ်။ရေဘော်နှုတ်ဖမ်းဆီးခံရပြီးနောက် ကြန့်ရှိနေတဲ့ရဲဘော်တွေရဲ့လုံခြုံရေးအခြေအနေကြောင့်အခုမှသတင်းထုတ်ပြန်ခြင်းဖြစ်ကြောင်းစံကြောင်းတပိတ်ကဆိုပါတယ်စစ်အာဏာရှင်စနစ်အမြင့်ပြတ်ခြုံငင်းရေးနဲ့ Federal Democracy ပြည်တော်စုနိုင်ငံတော်တည်ဆောက်ရေးအတွက်ရဲဝန်စွာအတူတက်ခိုက်ခဲ့တဲ့ရဲဘော်ကိုအိုမီနဲ့မမရင်တို့ရဲ့ဆုံးရှုံးမှုအတွက်ကြန့်ရှိနေတဲ့ရဲဘော်တွေကတော်လိုင်းအောင်မြင်သည့်အထိယခုတက်ပို့ပြီးလူတို့နဲ့အတူကြိုးပမ်းသွားမှာလို့စံကြောင်းတပိတ်ကဆိုပါတယ်အတိအကကတော့မြို့ပြမှာလှုပ်ရှားနေတဲ့တော်လိုင်းအင်အားစုတွေအနေနဲ့ ပို့ပြီးတော့တတိထားဖို့လိုတယ်ဆိုတဲ့အကြောင်းတတိပေးခြင်းပါတယ်။ဘာဖြစ်လို့လဲဆိုတော့အခုဖန်ဆီးမှုပုံစံတွေကပြောင်းသွားတယ်။အရင်တုန်းကဆိုရင်ဖန်ဆီးမှုကိုညဘက်လုတာများတယ်။ဒါပေမဲ့အခုကနိဘယောညဘယောမရှောင်ဘူး။ပြီးရင်အရင်တုန်းကကြတော့အဖမ်းခံရတဲ့နောက်ဆက်တွဲဂွန်းဆက်တွေလိုက်တဲ့အခါအချိန်ကြာတယ်။အခုကအဲ့ဒီလိုမဟုတ်ဘူး။ source တစ်ခုကိုဖမ်းမိတာနဲ့ကျန်တဲ့ source 3 4ခုကိုတပြိုင်တည်းဝင်စီးတဲ့ပုံစံတွေတွေ့ရတယ်။အဲ့ဒီမှာကြတော့အကြံပတ်စစ်တပ်ကအထူးသဖြင့် uniform တွေမဝယ်ဘူး။ အရုပ်ဝတ်တွေကိုတုံးတယ်ပစ္စတိုရီနဲ့တကယ်အင်စီကအကောင်စားတွေဖန်ဆီးမှုပုံစံဖြစ်လာတယ်အဲ့ဒီလိုဖန်ဆီးတာကဘာပြဿနာဖြစ်လဲဆိုတော့ဖန်ဆီးခံရတယ်ဆိုတာကိုအဲ့ဒီအနီးနားမှာရှိနေတဲ့အယတပြည်သူတွေကအစသတိမထားမိတော့ဘူးအဲ့ဒီတော့တချို့ information တွေလွဲပြီးမြို့ပြမှာတော်လိုင်းအင်အားစုတွေကဖန်ဆီးခံရတဲ့အခါမှာတယောက်နှစ်ယောက်နဲ့ပြီးရမယ့်အစားနောက်ဆက်တွဲတွေများကုန်တဲ့အခြေအနေတွေရှိတယ်လို့စမ်းချောင်းပင်မတပိတ်စစ်ချောင်းဥက္ကဋ္ဌကိုပီတာကပြောဆိုပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးကြတာကတော့ရွှေဘုံမှာစစ်တပ်ကပြစ်ခတ်ခဲ့တဲ့လက်နက်ကြီးကြောင့်အောင်မြချမ်းမြဘုံကြီးကြောင်တွင်ကြောက်ရောက်ပေါက်ွယ်ပြီးကိုရင်ငယ်၃ပါးပြန်လည်တော်မူကခုနှစ်ပါးထိခိုက်တန်ရာရ PDF ရဲ့ပြစ်ခတ်မှုကြောင့်ကိုရင်ငယ်များတိစုံတယ်လို့စစ်တပ်ကလိန်လေဝါရဖြန့်နေကြောင်တင်ဆက်ပေးပါမယ်။စကိုင်းတိုင်းရွှေဘုံမြို့မှာစစ်တပ်ကပြစ်ခတ်ခဲ့တဲ့လက်နက်ကြီးကြီးကြောက်ရောက်ပေါက်ွယ်မှုကြောင့်အောင်မြချမ်းမြဘုံကြီးကြောင်အတွင်မှာရှိတဲ့ကိုရင်ငယ်၃ပါးပြန်လည်တော်မူပြီးခုနှစ်ပါးထိခိုက်တန်ရာရရှိကြောင် ဒေသပြည်သူများနဲ့အောင်မြင်ချမ်းမြေ့ကြောင်းရဲ့ပေးနိုင်အလှူရှင်တူကပြောဆိုပါတယ်။အော်တိုဘာလ၂ရက်နေ့ရွှေဘုံမြို့နယ်တက္ကနန်းကြီးရွာမှာစစ်တပ်နဲ့တော်လှန်ရေးတပ်များအကြားတိုက်ပွဲများဖြစ်ပွားကြောင်းအဲ့ဒီလိုတိုက်ပွဲဖြစ်ပွားနေစဉ်ရွှေဘုံမြို့ပေါ်ကဉာဏရုံမှာအတိုင်းကျတဆွဲထားတဲ့စစ်စခန်းနဲ့မြို့ပေါ်ထောက်ပို့တပ်ကလက်နက်ကြီးများဟာဝင်းစာလက်နက်ကြီးများနဲ့ပစ်ကူပေးခဲ့ကြောင်းအဲ့ဒီလိုပစ်ကူပေးနေစဉ်မှာစစ်တပ်ကပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီး၃လုံးမှာမြို့ပေါ်မှာပင်ပြန်လည်ကျရောက်ခဲ့ကြောင်းလက်နက်ကြီးကြီး၃လုံးမှာ အောင်မြေချမ်းမြေကျောင်းဝင်းအတွင်းကိုကြောက်ရောက်ပေါက်ွဲပြီးကိုရင်သုံးပါပြန်တော်မူကခုနှစ်ပါတန်ရရရှိခဲ့ကြောင်းသိရှိရပါတယ်။တိုက်ပွဲဖြစ်တာကတာကနန်းရွာမှာဖြစ်တာ။အဲဒါကိုကညာနာမှာတက်ဆွဲထားတဲ့ထိုင်စကန်နဲ့ထောက်ဖို့တက်ကနေလက်နက်ကြီးတွေနဲ့ပစ်ကူတာလူနေရက်ွက်တွေနဲ့မြို့ပေါ်ကိုကြော်ပြီးပစ်ရတာ။အဲဒီမှာလက်နက်ကြီး၃လုံးကမြို့ပေါ်ပြန်ကြတယ်။လက်နက်ကြီး၃လုံးကထူဆောင်ကြီးရက်ွက်ရွှေပုံသာဖခင်အနီးမှာကြတယ်မကွယ်ဘူး။နောက်ထပ်စစ်တပ်ရဲ့လက်နက်ကြီးကြီး၃လုံးက TWS ကျောင်းရှိစင်းမြောင်းဝင်းတဲကိုကြတယ် ဲ့ဒါလည်းမပေါက်ကွယ်ဘူးနောက်ဆုံးအလုံးကတမိုင်းဝင် အောင်မြင်ချမ်းမြေကျောင်းဝင်အတွင်းမှာကြောက်ရောက်ပေါက်ကွယ်ပါတယ်ကိုရင်တာမဏိငယ်၃ပါးပြန်လုံတော်မူတယ်ခုနှစ်ပါးတရားရတယ်လို့ဒေသပြည်သူတို့ကပြောဆိုပါတယ်စစ်တပ်ရဲ့လက်နက်ကြီးနဲ့ပြစ်ခတ်မှုကြောင့်ပြန်လုံတော်မူခဲ့ရတဲ့ကိုရင်ငယ်၃ပါးမှာတတ်တော်၁၄နှစ်အရွယ်များဖြစ်တဲ့ရှင်ညာနိကရှင်ဥဒ္ဓမရှင်ဝိမလတို့ဖြစ်ပြီးဒီကနေ့အော်တိုဘာလ၃ရက်နေ့မွန်းလွဲ၂နာရီမှာအိုရှိကန်တုတ်တန်ကိုပို့ဆောင်တကြုံမှာဖြစ်ကြောင်းသိရှိရပါတယ်။ ကိုရင်ငယ်ရီရဲ့ဇာပနာကိုဒီနေ့မှပြုလုပ်မှာပါရှူဘောကပြည်သူတွေကလည်းစိတ်မကောင်းကြဘူးစာတင်သားကိုရင်ငယ်ရီပါလို့အောင်မြင်ချမ်းမြေ့ကျောင်းရဲ့လူရှင်တာရကတူဦးကဆိုပါတယ်ဒီကနေ့စစ်တလောက်ခံဝါရဖြန့်သတင်းစာရီကတော့ PDF ကပြစ်ခတ်တဲ့အတွက်ကိုရင်ငယ်မြပြန်လောင်းတော်မူတယ်လို့လိမ့်လေသတင်းထုတ်ပြန်ဝါရဖြန့်ထားပါတယ်တို့ရမှာရွှေဘိုတမျိုးလုံးကစစ်တရဲ့ပြစ်ခတ်မှုကြောင့်ကိုရင်ငယ်မြပြန်လောင်းတော်မူထိခိုက်ဒဏ်ရာရရှိခဲ့ဒီကိုသိရှိကြကြောင်းရွှေဘိုမျိုးမှပြည်သူများနဲ့ ောင်မြေချင်းမြေကျောင်းရဲ့အလူရှင်တကားရဲ့ပြောဆိုချက်များအရသိရှိရပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတကားတော့စီအုစုစကန်၃ခုကိုတိုက်ခိုက်သိမ်းပိုက်ပြီးနောက်တော်လိုင်းအင်အားစုတွေမွန်လိုက်မြို့အနီးကိုထိုးစစ်ဆင်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်စကိုင်းတိုင်းအထက်ပိုင်းမွန်လိုက်မြို့နယ်မှာတော်လိုင်းအင်အားစုတွေကနှစ်လတာအတွင်းစီအုစုစကန်၃ခုကိုတိုက်ခိုက်သိမ်းပိုက်ပြီးနောက်မြို့အနီးကိုထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ဒေသခံစီရေးသတင်းရှိမြစ်တွေကပြောပါရတယ်တော်လိုင်းအင်အားစုတွေကဩဂတ်စ်လကနေအော်တိုဘားလ၂ရက်နေ့အထိ နှလောက်တာဒိုးစစ်စင်ကမွန်လိုက်မြို့နယ်မှာရှိတဲ့ဒိန်တာတောင်အင်းကုန်းရှားပင်စတဲ့ကြီးရွာတွေအနီးကစစ်အုပ်စုစခန်း၃ခုကိုတိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပါတယ်။ဆက်လက်ပြီးမွန်လိုက်မြို့နယ်နဲ့လေးမိုင်ကျော်ကွာဝေးတဲ့ကင်းတက်ကြီးရွာကိုဒိုးစစ်စင်တိုက်ခိုက်နေတယ်လို့စစ်ရေးတရင်ကြီးမြစ်တူကပြောပါတယ်။ထော်တော့စခန်းကိုသိမ်းပြီးတော့ဆက်လို့တိုက်တော့အင်းကုန်းရွာကစခန်းတွေသိမ်းတာရှိတယ်။စခန်းငယ်ဆိုရင်၃ခုထက်မနည်းတော့သိမ်းကြပါတယ်။ point အချက်ချကြတဲ့ထော်တာသိမ်းပြီးတော့ မော်လိုင်းမြို့ကိုကာထားတဲ့ကင်းတက်ယောဂစကန်တွေတင်ထားပြီးတော့ကိုထိုးစစ်စင်နေတယ်လို့ဆိုပါတယ်။တင်ဆက်ရရှိထားတဲ့စကန်ငယ်တွေဟာကွန်တွေးအရာအချက်ချံကြတဲ့ကလေးဝမော်လိုက်မဟာမြိုင်လမ်းပိုင်းအတွင်းမှာတည်ရှိနေတဲ့နေရာတွေဖြစ်ပါတယ်။လက်ရှိမှာတော့စစ်အုပ်စုတပ်တွေကရေချောင်းနဲ့ကုန်းချောင်းကနေကလေးဝနဲ့ကလေးနယ်ကနေတဆင့်မော်လိုက်မြို့နယ်ကိုလူလက်နဲ့ရိတ်ခါဖြစ်တင်းနေတာရှိတယ်လို့စစ်ရေးသတင်းရှင်းမြစ်တူကပြောပါတယ်။မဟာမြိုင်လမ်းကိုထိ ंछ ုပ်ထားနိုင်ပြီလို့တော့ပြောလို့ရတာပေါ့။ကင်းတက်ကတော့မော်လိုက်နဲ့ဘာမှမဝေးတော့ဘူး။ မော်လိုက်မကြောက်အောင်ကာထားတဲ့တရင်တွေပါလူတွေကတော့ထက်ဖြစ်တာတွေရှိပါတယ်လို့ဆိုပါတယ်တိုက်ပွဲဖြစ်ပွားနေတာကြောင့်ကင်းတက်ရှားပင်တောင်အင်းကုန်ထောတာကြီးရွာတွေအပြင်တင်းတာဖိကဆက်ကြီးရွာတွေကဒေသခံတပေါင်းကျော်ဘေးလွတ်ရာကိုတင်းရှောင်နေကြရပြီးစေဝါနဲ့အစားအသောက်တွေအရေးပေါ်လိုအပ်နေတယ်လို့အကူအညီပေးနေသူတွေကပြောပါတယ်မော်လိုက်မြို့နယ်အတွင်းမှာတော့တော်လိုင်းအင်အားစုတွေကဩဂတ်စ်လပထမလပတ်အတွင်းမှာထောတာရွာစစ်အုပ်စုစခန်းကိုတင်ပိုက်ရရှိထားတယ်လို့ စေအုပ်စုပြူစောတိနဲ့ပြူစောတိမိသားစုအပါအဝင်လူပေါင်း190ကျော်ကိုစစ်တုံးပန်းဖြင့်ဖမ်းဆီးရမိထားတယ်လို့အမတ်တစ်စစ်တီတပ်ကထုတ်ပြန်ထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတကတော့မန္တလေးတက္ကသိုလ်နှစ်တရာပြည့်ပွဲကိုမင်းအောင်လိုင်တက်ရောက်မှာဖြစ်တဲ့အတွက်တက်မဲ့သူတွေရဲ့ကိုရီးအချင်းနောက်ကျောင်းရာဇဝယ်များစီစစ်ပြီးလုံခြုံရေးအထူးတင်းချက်က drone ကနဲ့ဂျမ်းမာအများပြားချထားကြောင်းတင်ဆက်ပေးပါမယ်မန္တလေးတက္ကသိုလ်နှစ်တရာပြည့်ပွဲတော်ကိုအကြံဖတ်မင်းအောင်လိုင်တက်ရောက်မှာဖြစ်တဲ့အတွက် တက်မဲ့ចောင်းသားចောင်းသူများសៀងសៀងမများ ਨੇ မန္တလေးမြို့ခံများရဲ့ကိုကြီးအချင်းနောက်ចောင်းရာဇဝင်များကိုစစ်တပ်ကအထူးစစ်စစ်ပြီးလုံခြုံရေးအထူးတင်းကျပ်ထားចောင်းမန္တလေးတက်ကတူမှសៀងសៀងမအတိုင်းဝိုင်းကပြောဆိုပါတယ်မနေ့ပြန်အော်တိုဘာလ၄ရက်နေ့မှာမန္တလေးမြို့မဟာအောင်မြင်မြို့နယ်83လမ်းပေါ်မှာရှိတဲ့မန္တလေးတက္ကသိုလ်မှာရာပြည့်အခမ်းအနားပွင့်ပွဲနဲ့ဆက်ဆက်အခမ်းအနားကိုကျင်းပပြုလုပ်မှာဖြစ်ကြောင်းမန္တလေးတက္ကသိုလ်ရာပြည့်ပွဲတော်ကိုမင်းအောင်နိုင်နဲ့မိမ့်မကျူးကျူးလှတို့ကလာရောက်ဖွင့်လှစ်မှာဖြစ်ကြောင်း အဲ့ဒီခန္ဓာတက်ရောက်မဲ့သူတွေအားလုံးရဲ့ကိုယ်ရေးအကျဉ်းတွေကိုစစ်ပတ်ရေးရလုံခြုံရေးတပ်ဖွဲ့ကစီစစ်ပြီး CDM ဝန်ထမ်းများနဲ့အမျိုးတော်သူများဆွေမျိုးတွေမှနိုင်ငံရေးအမှုနဲ့ထောင်ချထားသူများရှိပါကတက်ရောက်ခွင့်မပြုထားကြောင်းသိရှိရပါတယ်။ကိုယ်ရေးအကျဉ်းတင်ပေးရတယ်။အဲ့ဒီမှာအမျိုးတွေမှ CDM ဝန်ထမ်းရှိတာ နိုင်ငံရေးအမှုနဲ့ထောင်ချတာရှိရင်ပြီးမတတ်ဘူး။အခုတက်တီတော့တည်ထားတာကတက်ထိတ်ဆုံးကပုဂ္ဂိုလ်မင်းအောင်နိုင်လှတတ်မယ်။ပွင့်ပွဲလုပ်မယ်လို့ပဲတည်ထားပါတယ်။တကယ်တက်မတက်ကတော့မနှက်ဖြင့်စောင့်ကြည့်ပါဦး။ ီးတော့လဲဖုန်းတွေစစ်တယ်ရပြည့်ပွဲတဲ့ကိုဖုန်းတောင်ပေးတယ်ပါမလားမသိဘူးလို့မန္တလေးတက္ကသိုလ်မှနီးပြတ်စရာတူကပြောပါတယ်ဒါအပြင်မန္တလေးတက္ကသိုလ်ပဝန်ချင်းမှာ drone ဂျမ်မာများ drone ကက်များကိုလည်းချထားပြီးစစ်တွေရဖြတ်တောက်ဆက်တက်ဆင်ထားတဲ့ကားတွေကိုလည်းမန္တလေးမြို့မှာလှည့်လည်မှာဖြစ်ကြောင်းမေးအွန်လိုင်းတက်ရောက်ချိန်မှာ drone နဲ့လာရောက်ဘုံကျဲမာကိုစစ်တပ်ကစိုးရိမ်တဲ့အတွက်စစ်တွေရဖြတ်တောက်ဆက်များစွာချထားခြင်းဖြစ်ကြောင်းသိရှိရပါတယ်မန္တလေးတက္ကသိုလ်ဟာ 1925ခုနှစ်ဇူလိုင်လ4ရက်နေ့မှာမန္တလေးဥပစာကောလိပ်ကိုစတင်ဖွင့်လှစ်ခဲ့တဲ့အတွက်နှစ်တရာပြည့်ခဲ့ပြီဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်ထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းရဲ့သတင်းတို့များနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားပေါင်းအကြက်ဖက်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြင်ဆုံးလွတ်မြောက်ပြီးတော်လန်နေသည့်ကိုချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါတယ်ခင်ဗျာ